I'm in love with the shape of you. Come on, be my baby, come on. Come on, be my baby, come on. ကောင်းမှာတော့ပါတဲ့လူအကုန်လုံးကိုသဘောကျပါတယ်တရုတ်ဆောင်ကိုအကုန်လုံးလည်းကိုကအစ်စ်ပဲရှိတရားဆိုအကုန်လုံးရဲ့တရုတ်ဆောင်လည်းလေ့လာရအောင်ပေါ့နော်အဲအဓိကကတော့အရန်ကြိုက်တာကတော့ကိုမြင့်မြတ်ပေါ့နော်ကိုမြင့်မြတ်ကိုလာအပေးတာပါရှင်တော့တော့ဖြစ်ရတယ်ဆွဲခုတတဲ့အချင်းရှိတာကျုပ်ဖတ်လို့ရေခင်ရေကုန်သွားလို့မလားလူနေဆန်းကျောင်းတက်တခြားဟာတွေလည်းတက်တယ်ဝါဒနာအရာပြောရရင်ပေါ့ အက်ရှင်ကားရိုက်ချင်တာအာညီမလေးကကပတ်နဲ့လေကာရာတေကပတ်နဲ့ဆိုအားကြောင့်အက်ရှင်ကားရိုက်ချင်တာအပြင်မှာတော့တကယ်ထိုးတကယ်ကန်ရတာ ਉਹ ဒါပေမဲ့ရုပ်ရှင်တို့ပြဇာတ်တို့လုပ်တဲ့ခါမှာ तू ကထိတရအောင်ကန်ရတယ်တကယ်ထိသွားလို့မရဘူးလေနော်တစ်ဖက်လူနာသွားမှာဆိုတော့ဓမ္မခောင်းရေချူမြမြ တချိုင်လောက်တော့ရင်အမောပြေဟုတ်ကဲ့ဒီနေ့ပွဲလေးကတော့ဒါဘိုဘိုဖလင်ကဖိတ်ကြားတဲ့အတွက်ပေါ့ဒီကားလေးကိုလည်းဒီမှာလေးအရန်ကြည့်ကျင်နေရတဲ့ဒီပရက်ရှိုးလေးကိုတက်ဖြစ်တာပါရှင့်တူတူနဲ့ဟိုတွင်းနေရတယ်မနေ့တော့အောင်ကြည့်ခဲ့ရဖဲတွင်းနေရအရေးတွင်းအရေးတွင်း ကားမှာတော့ပါတဲ့လူအကုန်လုံးကိုသဘောကျပါတယ်တရုတ်ဆောင်ကိုအကုန်လုံးလည်းကိုကအစ်စ်ပဲရှိတရားဆိုအကုန်လုံးရဲ့တရုတ်ဆောင်လည်းလေ့လာရအောင်ပေါ့နော်အအဓိကကတော့အရန်ကြိုက်တာကတော့ကိုမြင့်မြတ်ပေါ့နော်ကိုမြင့်မြတ်ကိုလာအပေးတာပါရှင်သွားကြည့်လေဆွဲခုတည်းကြည့်ရှိတာကျုပ်ဖက်လို့ရေခဏရေကုန်သွားလို့မလားလူနေဆံကျုံကြတယ်တခြားဟာတွေလည်းတက်တယ်အာဟုတ်အဲညီမလေးအခုလက်တလုံးလှူရှာမှုဆိုရင်တော့လက်ရှိလုပ်နေတာကတော့တခြင်းအစ်စ်ကလေးတွေတွင်းဖြစ်နေရပေါ့နော် top ဖို့ကတော့နည်းနည်းတော့ကြာအောင်မယ်အရင်တော့ရိုက်ထားတဲ့ကားလေးတွေကတော့အခု top ဖို့ ready ဖြစ်နေပါပြီရှင်အခုမဟာနေထွက်မှာပေါ့မြက်ွယ်ရာဆိုရက်စီမီလေးပါအဲ့မှာတရုတ်ဆောင်နေအနေနဲ့ဆိုရင်မတ်ရွှေမုံကိုရွှေထူးမအေးမြတ်သူကိုငိမ့်တော်တို့ပါတယ်ပေါ့နော်အညီမလေးတရုတ်ဆောင်ထားတဲ့ character ကဒီကိုရွှေထူးနဲ့မအေးမြတ်သူရဲ့သမီးနေရာနေပြီးတော့တရုတ်ဆောင်ထားပါတယ်ကိုရွှေထူးနဲ့မအေးမြတ်သူရဲ့တမီးနေရာကနေပါတယ်ဆိုတော့ဒီတယုတ်ဆောင်ဘက်ကို အစလှုပ်ဖြစ်ဖို့တော့မစဉ်းစားထားဘူး။ရွှေတိုညီမလေးစပြိုင်နေဆိုတာကလည်းဝါသနာပါလို့ပြိုင်တာဒါပေမဲ့တခြင်းဘက်ကိုပဲဝါသနာပို့ပြီးတော့ပါခဲ့တာပေါ့နော်။တရုတ်ဆောင်ကလှုပ်ဖြစ်မယ်လို့မထင်တာ။ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့တရုတ်ဆောင်လည်းလှုပ်ဖြစ်လာတယ်။တရုတ်ဆောင်လည်းပို့ပြီးတော့ငဘိုထက်ဝါသနာပို့ပါလာတယ်ဆိုတော့ဆက်ပြီးတော့အများကြီးလှုပ်ချင်ပါသေးတယ်။အဲတခြင်းအမျိုးအစားလေးတွေကတော့သူကနည်းနည်းအေးအေးလေးတွေချွတ်ချွတ်လေးတွေပေါ့။ အဲ့လိုနည်းနည်း main ကလေးစံတဲ့ပုံစံမျိုးလေးတွေလွတ်ထားပါတယ်အတန်အရန်တော့မကောင်းပါဘူးအခုမှစူးစမ်းပြီးတော့လေ့ကျင့်နေတော့မှာပဲဒါအရန်ဝါသနာပါလို့ဒါကိုဆိုတာပေါ့နော်အဲတခြင်းပုံစံလေးတွေဆိုလို့ရှိရင်တော့နည်းနည်းမြူးတဲ့တခြင်းလေးတွေနောက်ပြီးတော့စာသားအရန်ဖြူးဖြစ်တဲ့တခြင်းမျိုးလေးဆိုကြိုက်ပါတယ်ရှင့်အဲ က်စချင်းဝါသနာပါတာဒီတချင်းဆိုတာဝါသနာပါတာတရုတ်ဆောင်ကတော့ဒီနောက်ပိုင်းရွှေကြိုးဖြစ်သွားပြီးတဲ့အချိန်ကြတော့မှဇလန်တွဲလေးတွေရိုက်တယ်အဲ့ဒါနဲ့အဲ့တော့မှအိုးပါလာတာပေါ့နော်အစကတော့ဘူရင်ဆိုရရင်တော့တချင်းဆိုတာကိုအရင်ဝါသနာပါခဲ့တာပါအဲ MC ကတော့ဒါကြောင်းတွင်ပွဲလေးတွေနဲ့နောက်အသည့်တွေနဲ့အတူလုပ်တဲ့ပွဲလေးတွေမှာလုပ်ဖြစ်တာပါရှင့်အဲတခြားအလုပ်တွေဆိုလို့ရှိရင်တော့မြေဖြူကကြောင်းလဲတက်နေတာဆိုတော့နည်း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 ပဲဖြည်းဖြည်းချင်းပဲလုပ်ဖြစ်ပါတယ် နှစ်ခုလုံးကလေသူ့ line နဲ့သူခတ်ခဲတယ်သူ့ line နဲ့သူခတ်ခဲတယ်ဆိုတာတယုတ်ဆောင်မှာဆိုလို့ရှိရင်လေဒီမူဝင်အောင်တယုတ်ဆောင်ရတာတို့ဒီ character မိအောင်တယုတ်ဆောင်ရတာတို့ခတ်တယ်အဲ့ဒီပြင်မှာ MC ကကြတော့လေကိုကဒီအကုံလုံးကိုမိုက်နဲ့သွားရတာဖြစ်တဲ့အတွက်ကြောင့် agenda ဘိုင်းတွေမှားမာတွေအပြောဆိုမှားမာတွေအကုန်လုံးအစစရရာခူးဆိုင်ရပေါ့နော်မဖြူတွက်ကတော့တချင်းဆိုရအလွယ်ဆုံးပါပဲ character ကတော့ဒီလိုမျိုး မတူတဲ့ character လေးတွေလုံကြည့်ချင်တယ်ပေါ့ဒီအပြင်က type နဲ့မတူလို့ရှင်ပို့ပြီးတော့လုံးလို့ကောင်းမယ်လို့ထင်တယ်။နောက်ဘလိုကောင်းမျိုးရိုက်ချင်လဲဆိုလို့ရှင်တော့ဝါသနာအရာပြောရရင်ပေါ့ action ကားရိုက်ချင်တာ။အာညီမလေးကကပတ်နဲ့လေး karate ကပတ်နဲ့ဆိုအားကြောင့် action ကားရိုက်ချင်တာ။ I'm in love with the shape of you. Come on, be my baby. Come on, come on, be my baby. Come on. ရုပ်ရှင် action တော့မလေ့လာဘူးမညီမလေးပြဆက်တွေပါကြီးကပူရောပေါ့နော်ပြဆက်တွေကပူတဲ့အချိန်မှာဒီအတူတူတွဲပြီးတော့ကရတဲ့အကူတွေတင်ပေးပူရယ်ပေါ့အပြင်မှာတော့တကယ်ထိုးတကယ်ကန်ရတာ ਉਹ ဒါပေမဲ့ရုပ်ရှင်တို့ပြဆက်တို့လုပ်တဲ့ခါမှာ तू ကထိတရအောင်ကန်ရတယ်တကယ်ထိသွားလို့မရဘူးလေနော်တစ်ဖက်လူနာသွားမှာဆိုတော့အဲ့လိုနည်းနည်းကွဲပြားတာလေးရှိရယ်အဲ့လိုမထိဘဲနဲ့ထိတယ်လို့ကန်ရတာပိုခက်ပါတယ် ဟုတ်ကဲ့ပါရှင်ဒါမေဖြူကိုချစ်ပေးကြတဲ့ဒီတငယ်ချင်းတွေမိသားစုတွေအကုန်လုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့မျှော်ကြည်ရအောင်ဆုတောင်းပေးပါတယ်